အသေးထူးခုအဖြစ်ကျွန်တို့တို့တွင်အထူးကူအသေးစီပိုစေကန့်ရှိပါသည်အရက်မပါသောအသေးစီပိုကိုယခုအခါမက်တဘောလစ်အသေးစီပိုဟုခေါ်ဆိုကြပြီးအလွန်ရိုးရိုးရှင်းရှင်းဖြစ်နေသောပြဿနာတစ်ခုဖြစ်သည်အိန္ဒိယနှင့်ကမ္ဘာတဝန်းရှိလူသုံးဦးတွင်တဦးမှာအသေးစီပိုရှိသည်ဤရာသည်မက်တဘောလစ်လှုပ်ဆောင်မှုချို့ယွင်းမှုကိုယ်လေးချိန်ပိုခြင်းနှင့်အစီပိုခြင်းစီချိုယောဂါစသဖြင့်အဓိကဆက်ဆက်နေသည် အရေးကြီးသောအချက်မှာအသေးစိတ်ပိုရှိသောလူနာများ၏20ရာခိုင်နှုန်းမှ25ရာခိုင်နှုန်းခန့်သည်အသေးပျက်စီးမှုကိုခံရနိုင်ပြီးအင်းဒီတိတ်ဆိတ်စွာဖြစ်ပေါ်နိုင်ပြီးအသေးမှယောဂါဖြစ်အဆုံးသတ်နိုင်သည်အင်းဒီအလွန်အရေးကြီးသောအခြေအနေဖြစ်ပြီးအချိန်ခါတရံတွင်အသေးစားထိုးခြင်းလိုအပ်နိုင်ပါသည်ထို့ကြောင့်ဤလူနာများကိုအစောပိုင်းအဆင့်တွင်ရှောက်ဖွေတွေ့ရှိရန်ကျုံတို့၏ရည်မှန်းချက်ရှိပြီး ထို့အတွက်အသည်းစီပိုဆိုင်ရာကလင်နစ်ကိုအထူးပြုထားပြီးအသည်းစီပိုနှင့်ဆက်ဆက်သော စီဂျိုယောဂအစီပိုခြင်းစသဖြင့်အခြားသောအခြေအနေများကိုအစားအသောက်နှင့်လူနေမှုဘဝအကျဉာဏ်များသို့မဟုတ်ဆေးဝါးများဖြင့်စီမံခန့်ခွဲပါသည်တခါတရံတွင်လုပ်ငန်းစဉ်များကိုလည်းတနုတ်တုတ်ပြုလုပ်ပါသည် အသည်းစီပိုနှင့်အသည်းခမ်းမာယောဂကိုအစောပိုင်းအဆင့်တွင်ရှာဖွေရန်အထူးကျူးပစ္စည်းများသို့မဟုတ်နိဒိညာများကိုကျွန်ုပ်တို့ပိုင်ဆိုင်ထားပါသည် ျွန်ုပ်တို့တွင် Fibros ကဟုခေါ်သောစက်ဤနောက်ဆုံးပေါ် version ရှိပြီးအသေးစီပိုးအတွက်အကြံပြုထားသောအရေးကြီးဆုံးစစ်ဆေးရေးကိရိယာဖြစ်ပါသည်။ထို့ကြောင့်အသေးစီပိုးနှင့်ဆက်ဆက်သောကတ္တနာမျိုးမျိုးကိုအစောပိုင်းအဆင့်တွင် ကုသနိုင်ပြီးပုံမှုဆိုးရွားသောယောဂအဆင့်သို့ရောက်ရှိခြင်းမှာကာကွယ်ရန်ဒီရွေချက်ဖြင့်အပြည့်စုံသော ကလင်နစ်တစ်ခုဖြစ်ပါသည်။